ထိုင်းနိုင်ငံမှာဂျန်နဝါရီလကုန်နဲ့လွှတ်တော်ကိုဖျက်သိမ်းသွားဖို့စီစဉ်ကအထူးရွေးကောက်ပွဲကိုမတ်လမတ်လသို့မဟုတ်ဧပြီလအစောပိုင်းမှာကျင်းပသွားမှာဖြစ်ပါတယ်။ဒီကောမျိုးတဲတောင်ပိုင်းမှာတင်ကန်းဝက်ကမိသားစုနဲ့အတူနေပြီးအလူခံနေသူအမျိုးသားချင်းနှုတ်ကိုတပ်ဆိုင်ရာရဲတပ်ဖွဲ့ကစက်တင်ဘာလ22ရက်နေ့မှာထိန်းသိမ်းရေးယူခဲ့ပါတယ်။ ဖန်လောင်းအိမ်တန်းခွေထုတ်လင်းမှုအမြင့်မားဆုံးနိုင်ငံဖြစ်တဲ့တရုတ်နိုင်ငံက2035ခုနှစ်မှာ၎င်းရထုတ်လင်းမှုကိုခုနှစ်မှ30ရာခိုင်နှုန်းအထိလျှော့ချဖို့ရည်မှန်းထားပါတယ်။အာကစားမှာစိတ်ဝင်စားတဲ့မတန်ဆွမ်းသူတွေမြန်မာနိုင်ငံမတန်ဆွမ်းအာကစားအဖွဲ့ချုပ်ကိုဆက်သွယ်နိုင်ပါတယ်။တနင်္လာနေ့တိုင်းဒေသကြီးတော်ဝယ်မြို့နယ်မှာ ဥယီချင်းဆိုတဲ့အမျိုးသားတို့ဟာရိတ်တာဖွဲ့ပြီးတီဗူဆောင်ကပလင်ပေါ်တက်တရားဟောနေတဲ့အတွက်မနေ့ကညနေပိုင်းမှာသဆိုင်ရာကရေယူထိန်းသိမ်းခဲ့ပါတယ်၎င်းဟာလေရင်ကွင်းလမ်းမှာသာသနာရေးဦးစီးဌာနရဲ့ခွေပြုချက်မရှိဘဲသာသနာမြေမဟုတ်တဲ့နေရာမှာသာသနာအစအဦးတွေတည်ဆောက်ပြီးနေထိုင်နေခြင်းဖြစ်ပါတယ်။တရုတ်နိုင်ငံဟာအမေရိကန်ကုမ္ပဏီ6ခုအပေါ်ကုန်သွယ်ရေးပိတ်ဆို့အရေးယူမှုတွေပြုလုပ်ခဲ့ပါတယ်။ ရွေးကောက်ပွဲသောနိုင်ငံရေးပါတီတွေအနေနဲ့မဲဆွယ်စည်းရုံးရင်းနဲ့ပတ်သက်ပြီးနိုင်ငံပိုင်ရေဒီယိုနဲ့ရုပ်မြင်သံကြားအစီအစဉ်တွေအားသင်ဟောပြောတင်ပြချက်တွေကိုအော်တိုဘာလ28ရက်နေ့ဒီဇင်ဘာလ26ရက်အထိခွေပြုပေးသွားမှာဖြစ်ပါတယ်အောင်လန်းဆန်းဟာတိုက်ခိုက်ရေးပညာတစ်ခုတည်းကိုသာသင်ကြားပေးမယ်ခြင်းကိုအမေရိကန်မှာဖွင့်လှစ်လိုက်ပြီးဖြစ်ပါတယ် လာမယ့်အော်တိုဘာလတရက်မှာစတင်ပြီးမြန်မာနိုင်ငံသားတွေမလေးရှားနိုင်ငံကိုဗီဇာမလိုပဲ14ရက်ကြာသွားရောက်လည်ပတ်နိုင်တော့မှာဖြစ်ပါတယ်မြန်မာနိုင်ငံကထွက်ရှိတဲ့တရက်သီးတွေကိုတောင်ကိုရီးယားနိုင်ငံကကုမ္ပဏီတစ်ခုကဝယ်ယူဖို့ကမ်းလှမ်းလာတာကြောင့်ပြည်တွင်းကတင်ပို့လိုသူတွေကိုအခုလနောက်ဆုံးထားရှောက်ထားနိုင်တယ်လို့မြန်မာကုန်သွယ်မှုမြင့်တင်ရေးအဖွဲ့ကဖိတ်ခေါ်ထားပါတယ်။